အရှိတောင်အာရှမှာတခုတည်းသောကမ္ဘာဖလားကိုဝင်ကစားခဲ့မှုတဲ့အပင်1938မှာဆိုလို့ရှိရင် Dash East Indies ဆိုတဲ့နာမည်မျိုးနဲ့ Dash Colony အောက်ကနေပြီးတော့မှကစားခဲ့တာအရှိတောင်အာရှမှာကမ္ဘာဖလားကိုကစားခဲ့မှုတဲ့အပင်ကအဲ့ဒီတပင်ပဲရှိတယ်ဒါပေမဲ့လွတ်လပ်ရေးရခဲ့ပြီးတဲ့1945ခုနှစ်နောက်ပိုင်းမှာဆိုလို့ရှိရင် Indonesia အပင်ကကမ္ဘာဖလားကိုလုံးဝဝင်ခွင့်မရတော့ဘူးဒါအပင်ကိုဒီအာရှရဲ့တကယ့် power house တွေဖြစ်တဲ့ Japan, South Korea နဲ့ Iran တို့ကိုလုံးဝမကြုံနိုင်ခဲ့ဘူးအရှိတောင်အာရှမှာ ranking အမြင့် ြင့်ဆုံးကထိုင်းလန်းဖြစ်ပြီးတော့မှ ranking 69မှာရှိတယ်ဒါပြီးလို့ရှိရင် VNN 114ရှိတယ်အဲ့ဒါပြီးလို့ရှိရင်တော့ Indonesia အသင်းကိုတွေ့ရလိမ့်မယ်ကမ္ဘာလူဦးရေစရုပ်သားအများဆုံးနိုင်ငံဖြစ်တဲ့အင်ဒိုနီးရှားကဘောလုံးအားကစားကိုလည်းအရန်လိုက်စားခဲ့ပြီးတော့မှ1900နဲ့မှ90နဲ့မှ8ခုနဲ့မှဆိုလို့ရှိရင်ကမ္ဘာအဆင့်86ထိကိုအမြင့်ဆုံးမှတက်ရောက်နိုင်ခဲ့တယ်။ဒါပေမဲ့ ဒီရက်နောက်ပိုင်းနှစ်တွေမှာဆိုလို့ရှိရင်နိုင်ကြဆုံး2016ခုနှစ်မှာဆိုလို့ရှိရင်190နဲ့မှာတိတိကိုကြာဆင်းသွားခဲ့တယ်။ဒါပေမဲ့အခုဆိုလို့ရှိရင်အင်ဒိုနီးရှားအသင်းကိုအဆင့်120နဲ့မှာခွန်မှာတွေ့ရလိမ့်မယ်။ဒါပေမဲ့ပြီးခဲ့တဲ့ဒီဇင်ဘာမှာတော့ငါကြည့်မယ်ဆိုလို့ရှိရင်125ထိတွေ့ရမှာဖြစ်ပြီးတော့မှာအင်ဒိုနီးရှားအသင်းကအရှိတောင်အာရှမှာ power house ဖြစ်လာဖို့အတွက်အများကြီးကြိုးပမ်းလှုပ်ရှားမှုတွေကိုမြင်ရလိမ့်မယ်။ဆိုတော့ Indonesia အသင်းရဲ့အကြောင်းနေနဲ့အတူတူပဲ Indonesia အသင်းကိုဘယ်လိုမျိုးပြုပြင်နေသ လဲစေတောင်အာရှရဲ့ပေါ်ဟောက်စ်ဖြစ်လာဖို့အတွက်အင်ဒိုနီးရှားဘာတွေလုပ်နေသလဲဒါတွေကိုအဓိကပြင်ဒီနေ့ဒီဗီဒီယိုမှာ discuss လုပ်မှာပါဆိုတော့ကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှိရင်စလိုက်ကြရအောင် လက်ရှိလောလောဆယ်အင်ဒိုနီးရှားအသင်းရဲ့ ranking ကိုတွားကြည့်မယ်ဆိုလို့ရှိရင် FIFA ranking မှာဆိုလို့ရှိရင်အဆင့်120ထဲမှာခေါ်မှာမြင်ရလိမ့်မယ်။အင်ဒိုနီးရှားအသင်းရဲ့တမိုင်းတခြားအနေဆုံးအချိန်က2016ခုနှစ်မှာ161ထိကိုကျဆင်းခဲ့တာ။ဒါပေမဲ့အဲ့ဒီနောက်ပိုင်းကနေစပြီးတော့မှအင်ဒိုနီးရှားအသင်းကသူတို့ရဲ့ ဒီနိုင်ငံအသင်းကိုတော်တော်လေးကိုမှပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တယ်အဓိကပဲတော့ PSS ဆိုင်ရဲ့ပါဝင်မှု PSS ဆိုင်ဆိုတာကပြောရမယ်ဆိုလို့ရှိရင်အင်ဒိုနီးရှားရဲ့ဘောလုံးဖွဲချုပ်ဒီဘောလုံးဖွဲချုပ်ကအင်ဒိုနီးရှားရဲ့ဒီဘောလုံးတိုးတက်လာစေဖို့အတွက်အများကြီးကိုပြန်ပြီးတော့မှပြောင်းလဲခဲ့တယ်ဘာလဲဆိုတော့2015မှာဆိုလို့ရှိရင်အင်ဒိုနီးရှားအသင်းက သူတို့ရဲ့နိုင်ငံတဝင်းလုံးမှာဘောလုံးနဲ့ပတ်သက်တဲ့ဒီလုပ်ပွဲကစားမှုတွေဒါအပြင်ကိုအခွန်နေဒါအပြင်ကိုကျွန်တော်တို့ဒီ political တွေဒါတွေအများကြီးပေါဝင်ပတ်သက်နေတဲ့အချိန်မှာသလို့ရှိရင်ဒီရဲ့ဟာတွေကိုဖြည့်ဆင်းဖို့အတွက်တဖြည်းဖြည်းချင်းတဆင့်ချင်းစီစ조사ခဲ့တယ်။조사ခဲ့တဲ့အပြင်ကို fever ရဲ့ပေါဝင်ပတ်သက်မှုကလည်းရန်ကိုရေးပါတယ်။ Indonesia ရဲ့ကျွန်တော်တို့ဒီဥက္ကဋ္ဌဖြစ်တဲ့ Eric Tohel ကတော့ဒီ Indonesia ရဲ့လက်ရှိလောလောဆယ်ရေတုံမျောလင်းချက်က rent တရာအတွင်းမှာဝင်ဖို့အတွက်လို့ပြောခဲ့တယ်။ဒါအပြင်ကို Indonesia အသင်းကကမ္ဘာဖလားဝင်ပြ ပြိုင်နိုင်ဖို့အတွက်လည်းလက်ရှိနေထမှာအခွင့်အရေးကောင်းနေရှိနေတယ်။ Indonesia အသင်းရဲ့ဒီကမ္ဘာဖလား qualification မှာသွားကြည့်မယ်ဆိုလို့ရှိရင်လက်ရှိ group C မှာဆိုလို့ရှိရင် Japan, Australia, sorry ပြီးတော့လို့ရှိရင် Brazil ပြီးတော့လို့ရှိရင်တရုတ်အစရှိတဲ့နိုင်ငံတွေနဲ့ကြာနေတယ်။ So Indonesia အသင်းနေနဲ့ direct ဝင်ခွင့်ရကျင်နေဆိုလို့ရှိရင်အဆင့်1နှစ်ကိုဝင်မှရလိမ့်မယ်ဒါပေမဲ့အခုလက်ရှိလောလောဆယ်ဂျပန်ကတော့တေချာဘောက်ကို World Cup Qualifying ဝင်သွားခဲ့ပြီဒီတော့ကြောင့်မလို့လက်ချံပွဲချင်း၃ပွဲကျန်နေအဲ့ဒါကတော့ကျွန်တော်တို့အာပါဟေရန်ရေပြီးတော့လို့ရှိရင် China ရေပြီးတော့လို့ရှိရင် Japan ရေဒီ၃ပွဲကျန်နေလာမဲ့20နှစ်မှ9ရက်နေမှဆိုလို့ရှိရင်ဘာဟရင်နဲ့ကစားလိမ့်မယ်ဆိုတော့အဲ့ဒီကစားမဲ့ပွဲစဉ်၃ပွဲမှဆိုလို့ရှိရင် Indonesia အနေနဲ့ရမတ် နောက်ထပ်6မှတ်ရရှိနေလို့ရှိရင်အင်ဒိုနီးရှားအသင်းအနေနဲ့နောက်ထပ် fit ground ကိုတက်ရောက်နိုင်ဖို့အတွက် chance တွေပါလို့လဲဆိုတော့အဆင့်3လေးမှာရှိတဲ့အသင်းက fit round ကိုရောက်မှာဆိုတော့အင်ဒိုနီးရှားအနေနဲ့အာ qualification နောက်ထပ် round ကိုရောက်ဖို့တော့ကအခွင့်အရေးများနေတယ်ဆိုတော့ okay အင်ဒိုနီးရှားအသင်းက2015ခုနှစ်မှာဒါမျိုးကျွန်တော်တို့ဒီသူတို့ရဲ့ mass fishing တွေဒီပြဿနာတွေအများကြီးရင်ဆိုင်တဲ့ချိန်မှာဆိုလို့ရှိရင်သူတို့ရဲ့ဒီ PSSI ရဲ့ဩဂတာဖြစ်တဲ့ Arito He ကနေပြီးတော့မှ2023မှာဆိုလို့ရှိရင် chairman ဖြစ်နေစတင်တောင်းယူခဲ့တယ်။တောင်းယူခဲ့တဲ့အချိန်မှာဆိုလို့ရှိရင်တောင်းမှဒီ PSSI ကအလုတ်သမား40လောက်ကိုအခွန်ကိစ္စတွေဒါအပြင်ကိုကျွန်တော်တို့ mass prison ကိစ္စတွေဒါအပြင်ကိုလက်စားမှုတွေအစားရှိတာတွေနဲ့အတူတူပဲထုတ်ပယ်ခဲ့တယ်အဲ့ဒါအပြင်ကို government ကလည်းသူ့ရဲ့နောက်မှာရှိခဲ့တယ်အင်ဒိုနီးရှားအနေနဲ့အဲ့ဒီနောက်ပိုင်းမှာဆိုလို့ရှိရင်ဒီဇင်ဘာ2024ခုနှစ်မှာဆိုလို့ရှိရင် fever ranking ရ120ထဲမှာ9ထိတောင်ခုန်တက်လာနိုင်ခဲ့တယ်အဲ့ဒါက196ကနေပြီးတော့မှသူတို့ရဲ့အနေဆုံးနေထားနေပြီးတော့မှတဖြည်းဖြည်းချင်းတက်လာခဲ့တာ အင်ဒိုနီးရှားအနေနဲ့ဒီလိုဖြစ်အောင်လုပ်ဖို့အတွက်ကလည်းလွယ်ကူခဲ့တာတော့မဟုတ်ဘူး FIFA FIFA ရဲ့ဒီ forward contribution ကနေပြီးတော့မှ USD ဒေါ်လာအလုံးပေါင်း9.56တန်းကိုရရှိတယ်အဲ့ဒီ9.56တန်းကနေပြီးတော့မှဒီ National Training Center တွေကိုဖွင့်လှစ်မယ်ဖွင့်လှစ်ပြီးတော့လို့ရှိရင်လူငယ်တွေကိုအသားပေးပြီးတော့မှအင်ဒိုနီးရှားအသင်းအနေနဲ့သူတို့ရဲ့ဒီဘောလုံးအဆင့်တန်းပြန်လဲပြီးတော့မှမြင့်တင်လာဖို့အတွက်ကြိုးစားလိုက်မယ်အင်ဒိုနီးရှားအနေနဲ့သူတို့ရဲ့ဒီ youth development တွေကိုပို့ပြီးတော့မှဒီနောက်ပိုင်းမှာအသားပေးလာတာအားဆိုင်လာတာတွေကိုမြင်ရလိမ့်မယ်ပြီး းသွားလို့ရှိရင်အင်ဒိုနီးရှားအနေနဲ့သူတို့ရဲ့ structure ကြီးတစ်ခုလုံးကိုပြန်လည်ပြင်ဆင်လာတာကိုမြင်ရလိမ့်မယ်။အင်ဒိုနီးရှားရဲ့ဒီပြီးခဲ့တဲ့ကာလတွေမှာဆိုလို့ရှိရင်တကယ် အမြင့်တင်ပေးခဲ့တဲ့ head coach ဖြစ်တဲ့ရှင်သေးရောင်းကိုထုတ်ပယ်ပြီးတော့မှ Patrick Kluivert ကိုအခုဆိုလို့ရှိရင်ဒါက National Team head coach အဖြစ်နဲ့ခန့်လိုက်ပြီးဒါမှပြင်မှုကျွန်တော်တို့ Indonesia ဆိုတာကသူ့ရဲ့ Dutch colony နဲ့အောက်မှာရှိခဲ့တဲ့အတွက်ကြောင့်မလို့ Indonesia ရဲ့ဘော်လုံးမှာဆိုလို့ရှိရင်ဒီ Dutch အငွေအသက်တွေအများကြီးကိုမြင်ရနိုင်တယ်။လက်ရှိလောလောဆယ်အ Indonesia ကိုကင်တွင်နေတာကလည်း Dutch လူမျိုး နေဒါလန်မနော်ဆိုအဲ့ဒါအပြင်ကိုနောက်ထပ် assistant manager တွေကလည်းပါဝင်နေအဲ့ဒါအပြင်ကိုနောက်ထပ်အရေးပါလာတာကပါလေဆိုတော့เนาะ management မှာဆိုလို့ရှိရင် Jory Craft လို့လူမျိုးကိုလည်း strategic advisor အနေနဲ့လည်းခန့်ထားသေးတယ်ဆိုတော့ development coach အနေနဲ့ဆိုလို့ရှိရင်လည်း Reggie Blanca ကိုခန့်ထားတယ်ဆိုတော့ပြောရမယ်ဆိုလို့ရှိရင် Indonesia ကသူတို့ရဲ့ဒီအတိတ်ကာလမှာစီးခဲ့ဘူးတဲ့ဒီ dash ball လုံးကို အဲပြန်လဲပြီးတော့မှမောမတ်နိုင်ဖို့အတွက်လက်ရှိ modern မှာရှိနေတဲ့သူတွေတော်တော်များများကိုခန့်ထားတယ်ပြောချင်တာကနာမည်ကြီးတွေကိုခန့်ထားတယ် Jordy Cruyff လို့လူမျိုးဒါအပြင်ကိုကျွန်တော်တို့ Patrick Kluivert လို့လူမျိုးဒီလိုလူမျိုးတွေကို national အသင်းမှာ တာဝန်ပေးလိုက်ခြင်းက Indonesia အသင်းကိုပို့ပြီးတော့မှ total စီလာနိုင်နေဆိုတော့ အာညွန်လင်းချက်တွေအများကြီးရှိတယ်။အင်ဒိုနီးရှားအနေနဲ့သူတို့ရဲ့ဒီအာ young development တွေကိုပို့ပြီးအားစိုက်လာတယ်။အင်ဒိုနီးရှားနဲ့ပတ်သက်ပြီးပြောရမယ်ဆိုလို့ရှိရင်ကလူငယ်ကစားသမားတွေထဲမှာတို့လို့ရှိရင်ပြပကိုထွက်ကစားနေတဲ့ကစားသမားတွေရှိတယ်။လက်ရှိ national team မှာတော့မှပြောရမယ်တို့လို့ရှိရင်တော့မြန်မာခေါ်ဝေါ်ရဆိုလို့ရှိရင်တော့မွေးစားသားပေါ့နော်။ဆိုတော့ဒါမျိုးတခြားနိုင်ငံမှာသွားပြီးကစားနေတယ်သူတို့ရဲ့ nationality ကိုပါခံယူနိုင်တဲ့ကစားသမားတွေကိုရှာဖွေတယ်။ဒါအတင်ကိုပြည်တွင်းမှာဆိုလို့ရှိရင်လည်း fever နဲ့ပူပေါင်းပြီးတော့မှ youth development တွေကိုအသာပေးပြီးတော့မှလုပ်တယ် အရေးကြီးတာကဘာလဲဆိုတော့2020နဲ့မှ3မှဆိုလို့ရှိရင် U19 World Cup ကိုကျင်းပခဲ့တာဒီအာဒါမျိုးတွေကိုအင်ဒိုနီးရှားအနေနဲ့ဘောလုံးမှာတော်တော်လေးကိုမှ invest လုပ်လာတာကိုမြင်ရတယ် ဒါပေမဲ့လည်းလက်ရှိအနေထားရတော့အဲဒီအာရှရဲ့တကယ်ပါဝါဟောက်စ်တွေဖြစ်တဲ့ဂျပန်တောင်ကိုရီးယားအီရန်ဒီအသင်းတွေကိုကြုံနိုင်မှုအတွက်ခက်သေးတယ်အင်ဒိုနီးရှားအသင်းတွေနဲ့ဒီအရှေ့တောင်အာရှမှာရှိတဲ့အသင်းတွေထဲမှာဆိုလို့ရှိရင်တော့မှ Thai Vietnam အစားရှိတဲ့အသင်းတွေထဲတော့ ranking ကနေနေသေးတယ်ဒါပေမဲ့တဖြည်းဖြည်းချင်းမြင့်တက်လာအောင်ကြည့်ရတာရတော့အင်ဒိုနီးရှားအနေနဲ့ပိုပြီးတော့မှအားရကြင်စရာကောင်းတယ်သူရဲ့ ranking ကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီနောက်ပိုင်းကာလတွေမှာတဖြည်းဖြည်းချင်းတက်လာတာ2020မှာအဆင့်183မှာရှိနေတဲ့အသင်းက ဒီ2024ဒီဇင်ဘာမှာတို့ရှင်အဆင့်125အထိကိုခုန်တက်လာတာကတကယ်ကိုမှခက်မြန်မြန်ဆန်ဆန်တိုးတက်လာတာလို့ပြောလို့ရတယ်။ဒါဒီအားလုံးကအဓိကသူတို့ရဲ့ infra ဒီ structure ကြီးတစ်ခုလုံးကိုပြောင်းလဲလာတာနဲ့အများကြီးသက်ဆိုင်နေ။သူတို့ရဲ့ဒီ government ကလည်းဒီ invest လုပ်တယ်၊ဒါအပြင်ကို youth program တွေကိုတည်ချလုပ်တယ်၊ဒါအပြင်ကိုသူတို့ရဲ့ဒီကွင်းနေ stadium တွေကိုလုံးဝ safety တွေကိုပို့ပြီးတော့မှအသာပေးတယ်။ဘာလို့လဲဆိုတော့ Indonesia ကလူကြီးများတယ်၊များတဲ့အထိုက်အလျောက်ဘောလုံးပေါ်မှာ အာပေးမှုကလည်းတော်တော်လေးကျန်းနေထဲမှာပါတယ်အဲ့တော့အဲ့တဲ့လုံနေထားတခုမှာသူတို့ရဲ့ဒီစတေဒီယမ်ကိုပို့ပြီးတော့မှ safety တွေကိုပို့ပြီးတော့မှအသာပေးလာတယ် youth development တွေကိုပို့ပြီးတော့မှအားဆိုင်လာတယ်အဲ့ဒါအပြင်ကိုသူတို့ရဲ့ဒီ structure ကြီးတခုလုံးကိုပြောင်းလဲလိုက်ခြင်းက Indonesia အသင်းရဲ့ဒီလိုမျိုးတိုးတက်လာခြင်းကိုအဓိကဖြစ်စေတဲ့အကြောင်းရင်းလို့ပဲပြောရလိမ့်မယ်ဆိုတော့ Indonesia အနေနဲ့ဒီ fever ကနေပြီးတော့မှအထောက်ပံ့နေအများကြီးရတာကိုလည်းထည့်သွင်းပြီးတော့မှပြောရလိမ့်မယ်ဒီ PSSI အနေနဲ့ဒီနောက်ပိုင်းကာလတွေမှာတော်တော်များများလှုပ်လာနိုင်တာကိုတွေ့ရတယ်တကယ် ာမည်ကြီးကိုခေါ်နိုင်တယ်ဒါအပြင်ကို နောက်ထပ်ဒီလူငယ်ကစားသမားတွေကိုတရားစကောင့်လုပ်နိုင်တယ်ဒါအပြင်ကိုကျွန်တော်တို့ဒီဘောလုံးမှာဆိုလို့ရှိရင်အကုန်လုံးနှီးပါမှာဆိုလို့ရှိရင် promote လုပ်နိုင်တာဘာလဲဆိုတော့ဒီ user ခွန်အတင်းရဲ့တကယ်ကောင်းပါလေဆိုတော့ကစားသမားတွေကိုထပ်ပြီးတော့မှ promote လုပ်နိုင်တာက Indonesian အတင်းကိုလာမဲ့ကာလတွေမှာဆိုလို့ရှိရင်အာပို့ပြီးတော့မှစောင့်ကြည့်စီဖို့အတွက်အဓိကကြတဲ့အကြောင်းရင်းဖြစ်နေတယ်ဆိုတော့ Indonesian နိုင်ငံအနေနဲ့သူတို့အနေနဲ့ဘောလုံးမှာ ပြီးခဲ့တဲ့ကာလတွေမှာတကယ်အမြင့်ဆုံးတကယ် prime ကိုရောက်ရှိခဲ့တဲ့1900ကျော်ခုနှစ်တည်းမှာဒါပေမဲ့ဒီနောက်ပိုင်းကာလနိုင်ငံအသင်းတော်တော်များများမြင်တွေ့ရတဲ့ဒီ mass phasing နေဒါအပြင်ကိုကျွန်တော်တို့လက်ပေးလက်ယူမှုတွေအစားရှိတာတွေကိုအင်ဒိုနီးရှားအနေနဲ့2000နဲ့မှ16နောက်ပိုင်းမှာတော်တော်လေးကိုပြင်ဆင်လာနိုင်နေဒါတွေအားလုံးကအင်ဒိုနီးရှားအသင်းလက်ရှိနေထားမှာ အခုလိုမျိုး favor ranking မြင့်လာတယ်ဒါအပြင်ကို worker qualification အတွက်မျှော်လင့်ချက်ရှိတယ်အဲ့ဒီနေသားမျိုးထိရောက်လာတာကအဓိက2016နောက်ပိုင်းမှာသူတို့ရဲ့ structure ကြီးတစ်ခုလုံးကိုပြောင်းလဲလိုက်တဲ့အတွက်ကြောင့်မလို့ပဲဖြစ်တယ်ဆိုတော့အာဒါကတော့ Indonesia အသင်းအနေနဲ့ဒီအရှိတောင်အာရှမှာထိုးဖောက်ဖို့အတွက်ကြိုးစားနေတဲ့အကြောင်းအရာကိုအဓိက discuss လုပ်ပါပါဆိုတော့ကျွန်တော်တို့ရဲ့ video မှာပဲထပ်ပြီးတော့မှတွေ့ကြပါ